ချိုက်ချီယိုစီတော်ကြီးနှစ်ပေါင်း2400ကျပ်ပြဆုံးသွားတာသိပါသလားဟုတ်ပါတယ်ချိုက်ချီယိုစီတော်ကြီးဟာဆိုရင်နှစ်ပေါင်း2400ကျော်ပြဆုံးသွားခဲ့ပါတယ်ဒေတာရတိနဲ့ကြာမင်းတီခဲ့တော့ဆန်တော်ရှင်ကြိုက်ကျူးစီရီတော့တီခဲ့ဒီမှာနှစ်ပေါင်း2500ကျော်ကြာမင်းခဲ့သည်ဟုစစ်ခဲ့တော်မင်းမောင်ရွှေနော်မူကြီးမွန်ရဇဝင်အရာသိရပါတယ် ကျိုက်ထီဝစေတီသည်ကျိုက်ထုံမြို့နယ်ရှိအရှိရွမတောင်တဲအပါဝင်ပေါင်းလောင်တောင်ပေါ်တွင်တည်ရှိပါသည်ပင်လယ်ပြင်အခြားပေပေါင်း3600ခန်းမြင်မာပါသည်ကြီးမာ၍မဆောက်သောကျောက်တောင်တစ်ခု၏အစွန်းတွင်ကျောက်လုံးကြီးတစ်လုံးသည်ပြုတ်ကျလူနီးပါးတင်နေပါသည်ကျောက်လုံးကြီးသည်လုံးပတ်ပင်50ခန်းရှိသည်ဟုခန့်မှန်းရပါသည် ကျောက်လုံးတော်ကြီးထိဆက်တင်ရှိနေသောကျောက်တော်ဆွမ်းကျေဝန်သည်15ပေချမ်းမပို့ဘူးလို့ပြောကြပါတယ်။နှင်းပတ်ကျောင်းအမျိုးသားကျောက်လုံးကြီးသည်စေရီတော်အပါဝင်တန်ချင်6000ခန့်ရှိမည်ဟုခန့်မှန်းပြောဆိုကြပါတယ်။ ကျောင်းလုံးကြီးပေါ်တွင်ဇေယျတစုတိထားကိုကွယ်တဲ့မြန်တော်15ပြခန်းမြင့်နဲ့ကမွန်စခန်းမှာတိုက်ကြီးရင်မြင့်တော်အချိ9မိုင်ခွဲခန်းဝေးတဲ့စခန်းမောင်း28ခုကိုဖြတ်တန်းသွားလာရတယ်မွန်ပါတာစိတ်ကတိကိုရသေးရွက်တော်ဖရားမှာတိုက်ကြီးရဟူစကားရွှေလျောလာတယ်ဇေယျတော်တိထားခဲ့ပြီးနောက်နှစ်ပေါင်းများစွာတော်ပေါင်းပြောက်ခဲ့သွားတယ်နှစ်ပေါင်း2400ကျော်မြတ်စိတ်တိကိုဇေဒီတရှိနေကြောင်းတွေ့သူမြင်သူမိသူမှမရှိတော့ပါဘူးခရစ်နှစ်1823ခုနှစ်ဗာကြီးတော်ဖရားလက်ချက်ပရမ မအင်္ဂလိပ်မြန်မာစပယ်မဖြစ်ပါမီတနည်းအလိုတွင်စတောင်းမျိုးပင်မင်းလာတင်ခသူတီပျောက်ဆုံးနေသောကြိုက်ချီဝဲစီရီတို့ကိုပြန်လည်တွေ့ရှိခဲ့ပါတယ်။ထိုအချိန်မှာကြောက်လုံးကြီးပေါ်မှာစီရီညတော်မှာ3000မြာသာမြင့်တည်ဟုဆိုပါတယ်။စင်ပြေရန်ဒေါ်လာထွက်ရင်စတောင်းမျိုးဝင် တွေ့ရှိခဲ့သောကြိုက်ချီဝဲစီရီတို့ကိုပြန်လည်တွေ့ရှိခဲ့သည့်နှစ်မှာပင်စီရီတို့ကလေးကိုငုံလျက်ညံတော်ဆက်နံတောင်ရှိစီရီတဲ့တိထားကိုွယ်ခဲ့တယ်။ စတောင်းမျိုးမှာဇတိတော်အရောက်လမ်းဖောက်ခဲ့တဲ့20ဒေါ်လာရောက်တိုင်းပွဲတော်ကျင်းပလာခဲ့တယ်။